ချင်းတက်တက်ကိုဒုတိယကမ္ဘာစစ်အတွင်းကာလ1942ခုနှစ်ကအိန္ဒိယမှာထူထောင်ခဲ့ပြီးနမ်မီကျော်ဗိုလ်ချုပ်ဝင်းဂိတ်ကိုယ်တိုင်ကုတ်ကဲခဲ့တဲ့ပျောက်ကြားတပ်ဖြစ်ပါတယ်ခင်ဗျာဒီပျောက်ကြားတပ်မှာဆိုရင်မြန်မာဂေါရခပြည်တရှာနိုင်ဂျီးရီးယားစတဲ့တပ်ပေါင်းစုံကလူငယ်တွေပါဝင်ကြပါတယ်ဒီပျောက်ကြားတပ်ကိုတီထောင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ဂျပန်တွေရဲ့လက်အောက်ကိုရောက်နေတဲ့ မြမပြည်မြောက်ပိုင်းကချင်နဲ့စကိုင်းတိုင်းဒေသတွေကိုထိုးပေါက်စစ်ဆင်နိုင်မှုဖြစ်ပြီးအဲ့ဒီအတွက်လူ3000ကနေ2000ကျော်အထိပါဝင်တဲ့စစ်ဆင်ရေးကြီးနှစ်ခုကိုလည်း1943ခုနှစ်နဲ့1944ခုနှစ်တွင်မှဆင်နွှဲခဲ့ပါတယ်ခင်ဗျာစစ်ဆင်ရေးကာလအတွင်းမှာပဲခေါင်းဆောင်ဗိုလ်ချုပ်ဝင်းကိတ်တယောက်ဟာ လေရင်ပြက်ကြပြီးကွယ်လွန်သွားခဲ့ရပြီမဲ့သူနဲ့ချင်းတက်ဘွဲ့ရဲ့ဂုံတရင်ကတော့ ယနေ့နိုင်အောင်တင်ရှားကြံ့ရည်နေစေဖြစ်ပါရယ်ခင်ဗျာဒီတပ်ဖွဲ့ဟာမြန်မာပြည်ကိုတိမ့်မှုရည်ရွယ်ချက်နဲ့ဖွဲ့ခဲ့တဲ့တပ်ဖြစ်တဲ့အတွက်အဖွဲ့တစ်စိတ်ကိုလည်းဖျားရှိက ချင်းတဲ့ရုပ်ကိုတတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်